လူစုခေါင်းဆောင်နိုင်ငံတော်အတိုင်းမင်းငန်ပုတ်ကိုတောင်းဆန်းစုကြည်ကလာမဲ့ဂျွန်19မှာအသက်80ပြည့်ပါပြီ။သူ့ရဲ့မွေးနေ့အကျိုးဂုဏ်ပြုစာကလေးကို အခုကစာရေးပါမည်။ဒီတော့ကြပြဆရာတွေကသူ့ကိုဘလောက်ကြည်ညိုတယ်လဲသိလို့ရမို့ကျွန်တော်ရှာကြည့်လိုက်တော့ကြပြဆရာမိုးစော်ရဲ့ကြပြကို တွေ့ပါတယ်။ဖရင်အခုမျက်ရည်ဥကြငိုရတဲ့ကြပြ။ကြပြခေါင်းရှင်က အမေလို့အမည်ရပါတယ်။အမေသမီးတယောက်အနေနဲ့အဖေကိုဆွန့်လွတ်ခဲ့တယ်။ဇနီးတယောက်အနေနဲ့ခင်မွန်းကိုဆွန့်လွတ်ခဲ့တယ်။မိခင်တယောက်အနေနဲ့ရှင်သွေးတွေကိုဆွန့်လွတ်ခဲ့တယ်။လူသားတယောက်အနေနဲ့စီးစိမ်တွေကိုဆွန့်လွတ်ခဲ့တယ်။မိန်းမသားတယောက်အနေနဲ့လူအခွင့်အရေးတွေကိုဆွန့်လွတ်ခဲ့တယ်။အသက်ရှင်လျက်ဆွန့်လွတ်ခဲ့ရခြင်းများမှာ သူလုံးဝမစွန့်လွတ်ခဲ့တာကတော့ကျွန်တော်တို့ပြည်သူတန်းကားစီမိုးစောဆရာမိုးစော အပါဝင်ကဗျာဆရာ66ဦးရဲ့ဒေါ်စု66နှစ်မွေးနေ့ကဗျာများထဲမှာဆရာမိုးစောရဲ့ကဗျာကိုဖော်ပြပေးလိုက်တာပါဒီကဗျာကိုဒေါအောင်ဆန်းစုကြည်88နှစ်ပြည့်ကဗျာရုပ်ပွဲဗီဒီယိုဖိုင်မှာ တွေ့လိုက်ရပါတယ်အဲ့ဒီမှာတော်လန်ကဗျာဆရာငိမ့်တက မိုးစော်ရဲ့အမိကောင်းစင်နဲ့ကြပြာကိုရွတ်ထားတာပါ သူရွတ်တာကို ကျွန်တော်ကစာရိုက်ကူးယူခဲ့တာပေါ့ဒရောင်ဆန်းစုကြည်80ပြည့်ဟာ လာမယ့်ဂျွန်16ရက်မှာရောက်လာတော့မယ်80အမိကိုကြိုခုံပြုမယ်ဒါကြောင့်ကြပြာလူလူစာလူလူတပုတ်ကိုအခုတင်မယ်ကျွန်တော်ကအောက်ပါအတိုင်းထည့်ရေးချလိုက်တယ်သူတော်စင်မိခင်ထောင်ထဲဝင်သွားမင်းမသားသည် ရောင်းစားချဲတိုင်းမဟုတ်ပြီထောင်ထဲဝင်သွားမိမသားသည်ကြားဖြန့်ခေါင်းဆောင်မဟုတ်ပြီထောင်ထဲဝင်သွားမိမသားသည်ဘိန်းစားဘိန်းရောင်းမဟုတ်ပြီထောင်ထဲဝင်သွားမိမသားသည်လက်စားလှုပ်ရှားမဟုတ်ပြီထောင်ထဲဝင်သွားမိမသားသည်တိုင်းသားလူတို့ကောင်းစားမှုတွက်သူ့ဘဝပေးစည်နေသူ သူတော်စင်မကြီးဖြစ်ပါသည်မောင်တူး ဂျွန်၁၉တွင်၈၀ပြည့်မီအမေစုတို့ဂျွန်ဆန်းစုကြည်ကို သူ့မွေးနေ့အတွက်သုံးလအလိုမှာကျွန်တော်မောင်တူးကအထက်ပါအတိုင်းရေးပါတယ်။ဒေါ်စုအတွက်ကျွန်တော်ရေးတဲ့ကဗျာကတိတ်ကောင်းလှမှာမဟုတ်ပါဘူး။မောင်တူးဆိုတာကဗျာဆရာမမဟုတ်ဘဲဒါကြောင့်ဒေါ်စုမွေးနေ့အကျိုးကဗျာဆရာရှစ်ရှစ်တွေရဲ့ကဗျာတွေကိုဖော်ပြပေးပါအောင်မယ်။ပထမဦးဆုံးကတော့ တမိုင်းဝင်စာဆိုကြီးမင်းသူဝင်ရဲ့ကြပြပါငွေနေ့ဆွတောင်းပြည်သူတွေအောင်ပန်းမြန်းစင်မြန်းသည့်အောင်ဆန်းစုကြီးရဲစာနီကိုမြန်းပြီတလွားချစ်သူများကဲ့တို့အားတို့အင်းတို့အရှင်ကိုကြည်ရွှင်စေတော်မာစေတော်ဟုငွေတော်နေ့မှာတို့သူငါသည်မြတ်တာကြည်လင်ရွှင်ရွှင်ဖို့တောင်းပြိုအိုးဝေတွင်စီဖို့ မျက်စုမွန်ကောင်းတောင်းကြစို့မင်းတူဝင်1990ပြည့်နှစ်ဇွန်လ19ရက်တွင်ကြာရောက်တဲ့ဒေါန်ဆန်းစုကြည်ရဲ့45နှစ်မြောက်မွေးနေ့အတွက်ဆက်ဆူခဲ့တာပါရဲစာနီတို့အရှင်ဘောဟာလာတွေကိုဆရာကြီးမင်းတူဝင်ကတလေးတစားသုံးဆွဲထားတာကိုအများကနှစ်သက်ကြပါတယ်။တမိုင်းဝင်ဆာဆူတော်ကြီးမင်းတူဝင်ကတော့ အခုလိုကြပြဆက်ဂုံပြူပေးခဲ့ရတဲ့အမေပါတကားနောက်တစ်ပုတ်ကကြပြဆရာအောင်ဝေးရဲ့ကြပြပါ2023ဂျွန်16ကြာရောက်တဲ့ဒရောင်ဆန်းစုကြည်88နှစ်ပြည့်မွေးနေ့ကိုကြိုဆိုဂုံပြူကြပြပေါ့စပယ်နွေဦးစပယ်နှစ်ပွင့်ညာကပွင့်နေတပွင့်ဖျားတင်နေတပွင့်ဒရောင်ဆန်းစုကြည်တင်နေဆရာအောင်ဝေးဟာကြပြရိအများကြီးရေးတယ် ကြပြာစာအုပ်တွေလည်းအများကြီးထုတ်တယ်။88နှစ်မြောက်အမေစုမွေးနေ့အတွက်ဆရာအောင်ဝေးရဲ့နောက်ထပ်ကြပြာတစ်ပုဒ်ကခမ်းနားတဲ့လရောင်သူကငါတို့ရင်အောင်ကလှန်ကိုနှုတ်ပေးခဲ့ငါတို့ကသူ့နောက်ကျုံစိုက်နေတဲ့ဓာကိုမေ့လို့ဂျေဇူတရားဆိုတာခမ်းနားတဲ့လရောင်နောက်ဖေးလန်းကြကခွေးတွေကတော့ဟောင်းနေအောင်ပါပဲအောင်ဝေး ချစ်ခင်လေးစားရပါတော့ဆရာကိုအောင်ဝေးရဲ့အမင်းစုဂုံပြုကဗျာနှစ်ပုဒ်ကိုဖော်ပြအပြီးမှာမြမသမိုင်းဝင်စာဆိုတော်ကြီးဆရာကြီးတင်မိုးရဲ့ဒေါ်စုဂုံပြုကဗျာတွေကိုလိုက်ရှာပါတယ်ဒီတော့ဒေါန်ဆန်းစုကြီး88နှစ်ပြည့်ကဗျာရုပ်ပွဲဗီဒီယိုဖိုင်ကို Facebook မှာ တွေ့လိုက်ရတယ်အဲ့ဒီမှာ တော်လန်ကဗျာဆရာမောင်လွမ်းနီကဆရာတင်မိုးရဲ့ထာဝဇင်းဆိုတဲ့ခေါင်းစဉ်နဲ့ကဗျာကိုရွတ်နေပါတယ် ခင်ဗျားရဲ့ခေါင်းစဉ်ကထာဝဇင်းတဲ့သူတို့ခေါင်းဆောင်အမေစုကိုထာဝဇင်းလေးစားတင်မူထားတဲ့သဘောကြပါပါဆာဆူရောကြီးတင်မူရဲ့ကြပါပါဆရာမောင်လွမ်းနီကဒီကြပါကိုဘာကြောင့်ရွတ်ဖြစ်တယ်လဲဆိုတာကိုလည်းဏ္ဍံပြူပြောခဲ့ပါသေးတယ်ဆရာမောင်လွမ်းနီရွတ်တာကို ကျွန်တော်က ရှာရိုက်ကူယူခဲ့တာပေါ့ထာဝဇင်းမမြင်ရလဲတင်ကရဲပေါ်ပင် ကြားရလဲအနာကရဲဘော်ဟာတင်မတွေ့ရလဲမနေ့ကအတိုင်းပဲနေ့ရက်ကြလဲတစ္ဆာမပြတ်အောင်းမေးလျက်နဲ့တတတပလွမ်းဆွတကားဘဝကိုမြို့ အလုတ်လုတ်သည်ဝိမုတ်တိလံထာဝစဉ်တင်မူသတင်းစာဆရာကြီး ဟန်တာဝဒီဦးဝင်းတင်ကလည်းဒေါန်ဆန်းစုကြည်ကို အခုလိုမွေးနေ့ဂုံပြုကြပြရေးခဲ့တယ် ဒီကပြားကို2012ဇန်နဝါရီ16ရက်ထုတ်ဒီလိုင်းစာဆောင်အတွဲတဲ့အမှတ်တမှာဖော်ပြခဲ့တယ်။ဒါကြောင့်68နှစ်ပြည့်အကျိုးဂုံပြုကပြားပေါ်မီလီယံတဲကကြာရဲစွဲညံစီတာမကြောက်တရားဒီကပြားမီလီယံတဲကကြာရဲဆိုတာရဲရင်ချင်းဆွဲဆိုတာဆွဲမြဲချင်း ဉာဏ်ဆိုတာဉာဏ်ပညာကြီးမားခြင်းစီးဆိုတာစီကံရှိခြင်းတာဆိုတာတာဝန်သိခြင်းတာဝန်ယူခြင်းတာဝန်ခံခြင်းဥဝင်းတင်ပြည်သူကိုချစ်တော်ပြည်သူကချစ်တော်အမေတော်ဆန်းစုကြည်ရဲ့80ပြည့်မွေးနေ့ကျူကြပြားတွေကိုရှာဖွေဖော်ပြလိုက်တာပါမိုးစောမင်းသူဝင်အောင်ဝေးတင်မိုးနဲ့ဝင်းတင်တို့ရဲ့ကြပြားတွေပါ ဆရာငိမ့်တရဲ့ဂျွန်19အမည်နဲ့စုမွေးနေ့ဂုံပြူကဗျာတပုတ်လေးရထားပါတယ်။ကိုငိမ့်တရဲ့ကဗျာချိုစု80မွေးနေ့ဂုံပြူကဗျာဆောင်းပါးကို နောက်တစ်ပိုင်းမှာဖော်ပြပေးပါမယ်။အခုကတော့အဆုံးတက်ပါပြီ။စုမေမာတာမွေးနေ့လျာအတွက်ကဗျာများစွာတွေ့ထားပါသည်။စိတ်ရင်းမြတ်ဆောင်ဖတ်ကြပါ။